KNDF ကဒုစစ်ဦးစီးရုပ်ဖြစ်သူမာဝီကထိုင်းနိုင်ငံကိုရောက်နေကြတဲ့ခရီးနီပြည်နယ်ကလူငယ်တွေအနေနဲ့လည်းအခွင့်အရေးသာရှိမယ်ဆိုရင်ကိုယ်တည်သားကိုပြန်လာပြီးခရီးနီတော်လိုင်းတပ်ပေါင်းစုနဲ့အတူစစ်ကော်မရှင်တပ်ကိုပြန်လည်တိုက်ခိုက်ပြီးအောင်ပွဲကိုအတူတူယူကြမယ်ဆိုပြီးတော့စက်တင်ဘာလ28ရက်နေ့တုန်းကထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ကရားရွရဒီကူပွဲတော်ရဲ့အမှားစကားမှာထည့်သွင်းပြောရင်းဖိတ်ခေါ်ခဲ့တာပါဒီနေ့ထိမြေကျင်းချင်းမှာဆိုလို့ရှိရင်စစ်ကောင်စီကဘလူးဆို ဆက်လေးချောင်းဖြစ်လို့သူရဲ့စိတ်ရိတ်ခါကားတဲ့အများရောက်သွားပြီဖြစ်တိလေးကြောင့်မစခင်ချင်းတွေကိုပြန်ရောက်သွားတဲ့ချင်းတွေမျိုးဖြစ်ကျွန်တော်တို့အများကြီးပြန်လှုပ်လှုပ်ပြီးတော့မှပြန်တိုက်ကြရမယ့်ချင်းတွေမျိုးရှိနေတယ်အဲ့တော့ဒီမှာရောက်နေတဲ့ကျွန်တော်တို့လူငယ်တွေလည်းအချိန်အားရှိမယ်ခွင့်ရတာပေးမယ်ဆိုရင်တော့ကျွန်တော်နဲ့အတူတူပြန်လာပြီးတော့မှတိုက်ခိုက်ဖို့ရတဲ့အဝေးတွေအတူတူကန်ဖို့ရတဲ့ကျွန်တော်ပြန်ဖိတ်ခေါ်လို့ စစ်ဘေးဒဏ်မခံရတဲ့အရက်မှာပုံမှန်ဘဝအတိုင်းအသားမကျသွားဘူးနဲ့လက်ရှိဂရင်းနီပြည်နယ်အတွင်းမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုမေ့မသွားဖို့အတွက်ကိုလည်းလူငယ်တွေကိုတိုက်တွန်းပြောကြားထားပြီးထိုင်းမှာနေထိုင်ရုန်းကန်နေရတာတွေကိုလည်းနားလည်ကြအောင်အမှားစကားမှထည့်ပြောသွားခဲ့ပါတယ်။ကျွန်တော်တို့ဒီမှာစစ်စစ်ရဲနေရတာကိုကျွန်တော်ပြည်တချို့သောလူတွေတချို့သောအလုပ်ခွင်တွေကျွန်တော်လိုက်ကြည့်ဘူးတယ်အိမ်သာတတလေးခံတယ်မှာသူတွေတော့လောက်ပူလောင်နေတဲ့နေရာမျိုးမှာနေဝညအောင်နေပြီးတော့မှ ရုပ်ကံလှောက်ရှားနေရတယ်အဲ့ဒါလေးအားလုံးကကျွန်တော်တို့ရဲ့အိမ်ဆိုတဲ့အခြေအနေပြောင်းနေလို့ဖြစ်တယ်အဲ့တော့ဒီနေ့မှကျွန်တော်တို့အိမ်ပြန်ကြအောင်လက်ရှိဂရင်းနီပြည်နယ်မှာစစ်ကော်မရှင်တပ်ဖက်ကစစ်မျက်နှာ၃ခုဖွင့်ပြီးထိုးစစ်ဆင်လာနေပြီးဒီမော့ဆိုမျိုးနဲ့ဖရူဆိုကားလမ်းမနာတချို့ကိုပြန်လည်ထိ ंछ ုံထားနိုင်ခဲ့ပြီးတိုက်ပွဲတွေနေ့တိုင်းဖြစ်နေတဲ့အပြင်ဒီတစ်ခေါက်ထိုးစစ်မှာဒရုန်းတန်တွေပိုခံလာရတယ်လို့ဒီမော့ဆိုမျိုးကန်တအူးကဆိုပါတယ် အစစ်တကဟိုနေမြတူးချက်လာတယ်သူတဖြည်းဖြည်းနဲ့ဟိုလူအင်အားတွေလည်းဖြန့်ကျဲလာတာပေါ့နော်နေ့တိုင်းပဲမနေ့တိုင်းလည်းသူတို့ဟိုလင်းနေကြီးတွေထူတယ် drone တွေခြတယ်ပြီးတော့အတိုက်ပွဲတွေထိတွေ့တယ်ခဏခဏဖြစ်တာပေါ့နော်ကျွန်တော်တို့ကတော့ဂျီနီယာပဲရှောင်းတာနီကရဲချင်မှာပဲရှောင်းလဲရှောင်းလိုက်တော့ပဲလောလောဆယ်မရှောင်းရသေးပါဘူး လက်ရှိဒီမော့ဆိုဖရူဆိုဘောလခဲကားလမ်းမကြီးမှာထိုးစစ်ကြောင်းဒေသခံပြည်သူတွေစည်ရေးတည်ရှိဖို့ KNDF ကထုတ်ပြန်ထားပြီးမိုးပြဲဘက်ချမ်းမှာလည်းစစ်ကော်မရှင်တပ်တွေမြို့တွေကနေထွက်ဖို့စူးစမ်းနေတဲ့အတွက်ဒေါ်လာရင်းတပ်တွေနဲ့တိုက်ပွဲနေစဉ်ဖြစ်နေပါတယ်ကျွန်တော်မော်ရစ်ပါ